ဂါဇာကမ်းမြောင်စစ်ပွဲအဆုံးသတ်အောင်ဝိုင်းဝန်းကြိုးပမ်းတဲ့အနေနဲ့အစ္စရေးနိုင်ငံအားလက်နက်ကုန်သတ်မှုတားမြစ်ပိတ်ပင်ရန်စပိန်ဆိုရာကနိုင်ငံတကာကိုတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ Battery Group ခေါ်ဥရောပနဲ့အာရပ်နိုင်ငံများမှဝန်ကြီးအဆင့်ရှိအဆင့်မြင့်အရာရှိကြီးများတက်ရောက်တဲ့ဆွေးနွေးပွဲကိုမေလ25ရက်နေ့ကစပိန်နိုင်ငံမြို့တော် Madrid မှာကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးရွေချက်ကဂါဇာစစ်စင်ရေးရပ်တန့်အောင်အစ္စရေးကိုဖိအားပေးရန်နဲ့အစ္စရေးပါလက်စတိုင်းနှစ်ပြည်တော်ဖြစ်မြောက်လာရေးတို့ကိုဆွေးနွေးကြရန်ဖြစ်ပါတယ်။အဲဒီစီဝေးမှာသတင်းတော်များနဲ့တွေ့စဉ်စပိန်နိုင်ငံသားရေးဝန်ကြီးဟိုဆေးမယ်ဝင်အေဗာရက်စ်က ကျွန်တော်တို့အားလုံးအစ္စရေးကိုလက်နက်ကုန်သွယ်ခွင့်ပိတ်ဖို့ကိစ္စသဘောတူမှာဖြစ်မယ်လို့ပြောဆိုခဲ့ပြီးဥရောပသမဂ္ဂနဲ့အစ္စရေးတို့ကြားမိဖက်သဘောတူညီချက်ကိုချက်ချင်းရယ်ဆိုင်းရန်နှစ်ပြည်တော်ဝါရကန့်ကွက်သူများကိုပိတ်ဆို့အေးအေးယူရန်တိုက်တွန်းပြောကြားခဲ့ပါသည်။လောအပါကအစ္စရေးဝန်ကြီးချုပ်ဘတ်စမင်နီဒန်ရာဟုကိုပါအေးအေးယူပိတ်ဆို့သင့်တယ်လို့စပိန်နိုင်ငံသားရေးဝန်ကြီးကပြောကြားခဲ့ပါသည်။ဒီမှာဆွေးနွေးကြတာတွေကအစ္စရေးနိုင်ငံကိုစန့်ကျင်တဲ့သဘောမဟုတ်ဘူး။အစ္စရေးပြည်သူတွေလိုပဲပါလက်စတိုင်းပြည်သူတွေမှလည်းလုံခြုံငြိမ်းချမ်းဖို့ဒဏ်တူခွင့်ရရှိတယ်လို့မစ္စတာ အေဗာရက်စ်ကပြပြတသားပြောခဲ့ပါတယ်။အစ္စရေးရဲ့ဂါဇာစစ်စင်ရေးကိုအပြင်းထန်ဆုံးဝေဖန်ခဲ့တဲ့ဥရောပနိုင်ငံများတဲ့စပိန်နိုင်ငံလည်းပါဝင်ပါတယ်။2024ခုနှစ်စက်တင်ဘာလမှာ Matrix Group ပထမအကြိမ်စီဝေးကျမခဲ့ပြီးအခုဒုတိယအကြိမ်စီဝေးမှာ ဥရောပနဲ့အာရကဘာရှိနိုင်ငံပေါင်း20နီးပါးမှဝင်ကြီးများအစ်စင်မြေကိုယ်စားလှယ်များတက်ရောက်လာကြပါသည်။